ဘုံတော်တွေနဲ့တဲ့ကာထာတော်တွေကိုတဲ့ရုပ်ဖတ်ပူဇော်ရမှာတဲ့အကျဉ်းကြီးတွားတဲ့ဘလောက်တဲ့ရုပ်ဖတ်ရမယ်ဆိုတာတဲ့အဓိကကြပါသလားတဲ့နော်အဲ့တော့အကျဉ်းကြီးအတွက်အနေများဆိုတာဘက်ကိုဘုံတော်တွေကိုအာယုံရောက်ဖို့လိုတာပေါ့နော် တချို့ကအကျဉ်းကြီးတွားကိုအရန်ဦးစားပေးလိုက်တဲ့ခါကြတော့ဟိုဘုံတော်တွေကိုအာယုံမရောက်တော့ဘူးပေါ့နော်ဘုံတော်တွေကိုအာယုံမရောက်နိုင်တော့ဘူးဆိုလို့ရှိရင်အအကျိုးကျေးဇူးတိတ်မနေရဘူးပေါ့နော်အဲ့တော့ကာထာတော်တွေ အဲတရားရှင်ရဲ့နှုတ်ကပတ်တော်တွေရုပ်ဖတဲ့နေရာမှာလည်းတလို့ပေါ့နော်အကျဉ်းကြီးတွက်ထက်ကိုဒီပါဠိတော်တွေပြီးတော့ဒီအနတ္တိဘဲကိုသိပြီးတော့တည်တည်ချာချာရုပ်ဖတ်ပုံစုံမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အကျိုးညနိုင်ပါတယ်နော်အကျဉ်းတတိယချက်တိပြီးတော့အကျဉ်းအတွက်များများရွှွန်နိုင်လို့ရှိရင်လည်းပဲအကျိုးများပါတယ်အဓိကကြားတာကတော့ ဒီခုံတော်ကိုအာယုံရောက်ဖို့လိုတယ်နတ်တိပ္ပေတည်ပြီးတော့တည်တည်ကြည်ကြာရုပ်ဘက်ဆိုလိုပါတယ်เนาะတချို့ကလောပြီးတော့အချိန်ကြီးတော့ဘက်ကိုပဲအာယုံရောက်ကြတာပေါ့เนาะဒီစိတ်တဲ့နေရာမှာလည်းဒီလိုပဲအပည့်ကြီးဘလောက်ဘလောက်ဆိုတာပဲအာယုံရောက်ပြီးတော့စိတ်ကြတာပေါ့เนาะအဲ့တော့ပတိတလုံးချလို့ရှိရင်ဘုရားခုံတော်ကိုတည်တည်ကြည်ကြာအာယုံရောက်သွားတယ်တန်ငါခုံတော်ကိုတည်တည်ကြည်ကြာအာယုံရောက်သွားတယ်ဆိုရင်အကျိုးကျေးဇူးပို့ပြီးတော့များနိုင်ပါတယ်เนาะအဲ့တော့အရေးတွက်ထက်ကိုရေးသွေးကပို့ပြီးတော့အဓိကကြတာ